်မှမျိုးသမီးလည်းရှိတယ်ကလေးနှစ်ယောက်လည်းရှိတယ်ဆိုတဲ့ခါကျတော့ကျွန်တော်တခုခုဖြစ်တယ်ဆိုလို့ရှိရင် through deck ဆိုလို့ရှိရင်တကယ်ဟိုဘာသာဖြစ်မှာပေါ့နော်မိသားစုတွေဘာသာဖြစ်မယ်အဲ့တော့ကျွန်တော်ကအမခံရှိထားခြင်းအဖြစ်ကျွန်တော်အမခံဝယ်ထားခြင်းအဖြစ်ကျွန်တော်တခုခုဖြစ်ခဲ့တဲ့တစ်ချိန်မှာတခုခုဖြစ်ခဲ့ရဆိုလို့ရှိရင်မိသားစုတွေပြန်ပြီးတော့မှအဲ့တို့တနည်းနည်းနဲ့ကျွန်တော်သုံးသွားသည့်တိုင်မှာကျွန်တော်မိသားစုတနည်းနည်းနဲ့ကျွန်တော်ငွေကြေးအစီအစဉ်တစ်ခုပေးထားနိုင်တယ်ပေါ့နော်အဲ့လိုလေကြောင့်မလို့ကျွန်တော်တော့ဒါဟိုဟိုထားရှိတဲ့တဲ့လို့ယုံကြည်တယ်အဲ့ကြောင့်မလို့ကျွန်တော်လည်းဟိုဝယ်ထားတာပေါ့နော်ကျွန်တော်နာမည်တော့ညဉ့်ညက်ဆွေပါ အာကျွန်တော်ကုမ္ပဏီကတော့ NCWW ပေါ့နော်ကျွန်တော်ကိုပိုင်ကုမ္ပဏီလေးဥမာစာပြီးထောင်ထားတာပေါ့နော်အာကျွန်တော်ရဲ့ယာလူကတော့ managing director နဲ့အလုပ်နေပါတယ်အတန်အမကန်ဆိုတာကတော့အသက်မှတ်ထားတဲ့ premium ကြီးတစ်ခုကိုတွင်းပြီးတော့တွင်းထားမယ်ပေါ့နော်တွင်းထားပြီးတော့ကျွန်တော်ဒီ package ကိုဝယ်ထားမယ်ဝယ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ life မှာထပ်ပါတော့မတော်တဆဖြစ်တဲ့လို့သိဆုံးတာပဲဖြစ်ဖြစ်ဒုက္ခိတဖြစ်တာပဲဖြစ်ဖြစ်အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ကြံ့ရှိနေမဲ့မိသားစုအတွက်ကျွန်တော်အမျိုးသမီးအတွက်ဒါမှကျွန်တော်ကလေးတွေအတွက်ပေါ့နော်ပြန်ပြီးတော့ဟိုငွေကြီးကာဝယ်တစ်ခုအနေနဲ့ပြန်ပြီးတော့ရောချေးပေးတဲ့ ဟို package school လို့အမကန်ကိုတည်ထားပါတယ်ဗျာအမကန်ကိုတော့ကျွန်တော်အရင် company တွေမှာကျွန်တော်အရင် corporate တွေမှာလုပ်တော့နေကတော့ဒီ corporate တွေကစီစဉ်ပြီးတော့ဝယ်ပေးတာရှိတာပေါ့နော်အဲ့တော့ဒီအတအတအမအလုံးစုံအတအမကန်ကိုနောက်ပြီးတော့ကျန်းမာရေးအမကန်မျိုးပေါ့နော်ဟိုလိုဝယ်ပေးတာရှိတယ်အဲ့တော့အဲ့ဒီကနေမှာစပြီးတော့ကျွန်တော်တို့လည်းဒီအမကန်ကိုပို့ပြီးတော့တည်လာတယ်နားလည်လာတယ်ပေါ့နော်ဒီအမကန်တွေရဲ့အချိုးကျေးဇူးတွေကျွန်တော်တို့တည်လာပါဥပမာကျွန်တော်တို့အရင်တော့လုပ်တယ်ဆိုလို့ရှိရင်လည်းကိုယ့်အကိုအရင်တော့ဆိုလို့ရှိရင်ဖြားတယ်ဆိုလို့ရှိရင်လည်းကိုယ့်အကိုခွင့်ပြုလိုက်ကိုယ့်အကိုစိတ်ကန်းတော့ပြလိုက်ပြီးတော့ဒါဝင်နေရတယ်ကိုယ့်အကိုပဲ ဒီဖြားတဲ့နားလဲစိတ်ကိုကိုပဲခံရရပါဘာစိတ်ုံတက်တာဆိုလို့ရှိရင်ကိုယ်ကခံရတာမဲ့အမကန်တွေရှိလာတဲ့ခါကျတော့ company နေနဲ့လည်းဒီဝန်ထမ်းတော်ကိုပြန်ပြီးတော့တစ်ဖက်တစ်လမ်းနေထောက်ပံ့နိုင်တယ်ဝန်ထမ်းကလည်းသူ့ရဲ့ငွေချင်းနဲ့ဒီကျန်းမာရေးအတွက်ဒီစောင့်ရှောက်ရတဲ့အာစေကူတာကွင်းတွေကိုလည်းသူသူ့အနေနဲ့သူ့ပတ်စံစိုက်ထုတ်စရာမလိုဘဲနဲ့အာမကန်တွေပြန်ပြန်ပြီးရတဲ့အတွက်ကြောင့်မလို့ဟိုထားတဲ့လူရောထားပြီးတဲ့လူ company တွေနဲ့ဟောထားတဲ့လူတွေကော ချိုးခြင်းတွေရှိတော့ကျွန်တော်သိလာပါဘူး။အဲ့တော့အရင်တည်းကတော့ကျွန်တော်တို့ကုမ္ပဏီမှာလုပ်ခဲ့တော့ကတော့ကုမ္ပဏီကနေပြီးတော့ဒီအသားပန်းခံနေကျမကြီးအမခံနေဝယ်ပေးတယ်ပေါ့နော်။အခုကျွန်တော်ကကျွန်တော်လုပ်တော့တယ်ကိုယ့်ဘာကိုနေခဲ့တဲ့ဒီကျမကြီးအမခံနေအသားပန်းခံဝယ်ထားရရှိပါလား။ရှိတင်တယ်လို့ထင်တယ်ဗျ။ယုံကြည်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီကျွန်တော်တို့ကဟိုလူသားရဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုတစ်ချက်ချင်းမှာမဖြစ်နိုင်လို့ဆိုတော့မပြောနိုင်ဘူးပေါ့နော်။ဟို ီးတော့အခုချိန်မှာလည်းဟိုယောဂမပေါင်းဆိုရလဲအများကြီးဖြစ်နိုင်နေတယ်ကိုရီတော risk တွေရရှိတယ်ဟာပါတော့ကျွန်တော်ဆိုကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ personal အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်မှာမျိုးသမီးလည်းရှိတယ်ကလေးနှစ်ယောက်လည်းရှိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တခုခုဖြစ်တယ်ဆိုလို့ရှိရင် product ဆိုလို့ရှိရင်တကယ်ကိုပါရဖြစ်မှာပေါ့နော်မိသားစုတွေပါရဖြစ်မယ်အဲ့တော့ကျွန်တော်မှာအမကန်ရှိထားခြင်းအဖြစ်ကျွန်တော်အမကန်ဝယ်ထားခြင်းအဖြစ်ကျွန်တော်တခုခုဖြစ်ခဲ့တဲ့တချိန်မှာတခုခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်မိသားစုတွေပြန်ပြီးတော့မှအဲတို့တနည်းနည်းနဲ့ကျွန်တော်သုံးသွားသည့်တိုင်မှာကျွန်တော်မိသားစုတနည်းနည်းနဲ့ကျွန်တော်ငွေကြေးအစီအစဉ်တခု ပေးထားနိုင်တယ်ပေါ့နော်အဲ့လိုလေးကြောင့်မလို့ကျွန်တော်တော့ဒါဟိုထားရှိတဲ့တယ်လို့ယုံကြည်တယ်အဲ့ကြောင့်မလို့ကျွန်တော်လည်းဟိုဝယ်ထားတာပေါ့နော်ကိုကြီးဆုံးရှုံးမှုကနေတော့အကောင်ဝယ်ပေးပါတယ်ကွာထားပါတော့နော်ဟုတ်ပါဘူးခုနပြောတဲ့ထိခိုက်နိုင်ရမယ်ဖြစ်ဖြစ်ကျမ်းမာရေးအာမခံမယ်ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကျမ်းမာရေးအာမခံဆိုလို့ရှိရင်လည်းကျွန်တော်တို့မတော်စားမှုကြောင့်ကျွန်တော်တို့ခွဲရစိတ်ဓာတ်ဖြစ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဈေးုံတက်ရတဲ့ဈေးတွေပြန်ပြီးတော့ကာပါပြန်ဖြစ်တယ်ပြီးတော့ထိခိုက်နိုင်ရရသွားတယ်ထားပါတော့ဟိုကျွန်တော်ဟိုဘယ်လိုပြောမလဲဒုက္ခိတာဖြစ်သွားခဲ့ဆိုရင်တော့မှပဲကျွန်တော်တို့အတွက်ကျွန်တော်အလုံးလုံးနိုင်တာတွေအလုံး ြန်မလုံနိုင်တဲ့အတိုင်းအချိန်တစ်ခုတွင်းမှာပေါ့ကျွန်တော်တို့ပြန်ပြီးတော့ဒီရနေပြီးတော့ရော်ကြီးရတဲ့ပမာဏနဲ့ကျွန်တော်ဟိုမိသားစုအတွက်အသက်ဆက်ရှင်လို့ရတယ်ပေါ့နော်အထောက်ကမ်းတစ်ခုဖြစ်တယ်ပေါ့ဘာလို့လဲဆိုတော့ခုနကကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကိုတစ်ချိန်ချိန်မှာတစ်ခုဖြစ်ခဲ့လို့ရှိရင်မိသားစုအတွက်ဟိုဘာတယ်မဖြစ်တော့ဘူးပေါ့နော်ပြန်ပြီးတော့ပြီးတော့အခုချိန်မှာလည်းအမကန်တွေကကျတော့အမျိုးစုံရှိတယ် package မျိုးမျိုးရှိတယ်အာဟိုလုံးလိုက်ဟိုတလုံးတစ်ခဲတဲ့အမကန်ကြီးသွေးရတဲ့မျိုးရှိတယ်လို့ဒါမှမဟုတ်ရှင်လည်းအာခွဲပြီးတော့မှအရေးကြပြန်ပြီးပြီးသွေးရတဲ့အမကန် package တွေရှိတယ်ပေါ့နော်အဲ့တော့ဟိုကိုအတွက်လည်းလုံးဝဘာတယ်မဖြစ် တော့ဘောနော်နောက်တစ်ခါကျတော့ပြန်ပြီးတော့မိသားစုတက်လည်းအကာအကွယ်အနေနဲ့ငွေကြေးအကာအကွယ်အနေနဲ့အထောက်အပံ့တစ်ခုပြန်ပြီးဖြစ်တယ်ဘောနော်အခုဆိုရင်ကျွန်တော်ကဒီအာ KBZ Life က i Medical Package လို့တော့စိတ်ဝင်စားတယ်ဘောနော်ဘာလို့လဲဆိုတော့သူကဒီကျမိုက်အတွက်အမခံနေရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီတစ်ခုခုဖြစ်လို့ခွဲစိတ်ရလို့စိတ်ဝင်တက်ရတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကငွေသားကင်ရမလို့ပဲနဲ့စိတ်ဝင်တက်လို့ရတာဘောနော်နောက်တစ်ခုကသူ့ရဲ့ကာဘာကဒီထိုင်းနိုင်ငံအထိပါကျွန်တော်တို့ဟိုစိတ်ကူးသားခွင့် အကောက်ွယ်ပေးရဆိုတဲ့အခါကျတော့ကျွန်တော်တို့အဆင်ပြေတယ်ပေါ့နော်။အာ KBZ Life Insurance နဲ့စနေနေ့ပြန်ရနေပြီးတော့မှစပြီးတော့နောက်ထပ်နှစ်ပေါင်းများစွာတိုင်အောင်ပြည်သူတို့အတွက်အမကန်အကောက်ွယ်ကြီးအားကြီးပေးနိုင်ပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်။12 years and beyond together. KBZ Life Insurance